သူလိုချင်တယ်ချစ်သူလိုချင်စားတော့နားလေတယ်နေလည်းညစာနော်ညဘက်အဆိုင်ရှိတဲ့ပုံကိုယ်လေးတခါကြလို့ရှိရင်ဘယ်နည်းကပြောအာဘက်ဖြစ်ပြီးတော့ဘာလို့ဆိုတော့ဒီရဲ့စားတဲ့ပုံမှာညညစာစားတာကိုနားလေတယ်ဒါပေမဲ့လိုင်းပေါ်ကိုရိုက်ပြပြီးတော့ဒီလိုစားပြတယ်ဆိုတာကဒါကလုံးဝမဖြစ်တဲ့ကိစ္စလေဒါဟိုမခန့်လေးစားလောက်တာကြတယ်တာသနာကိုပြည့်ပြပြကြတယ် နော်နေ့လွဲညဆိုတာရှောင်းချီပါဤလို့ပေးထားတဲ့တိတ်ခါပုဂ္ဂိုလ်ပေါ်တင်ချိုးပေါက်ပြတယ်ငါတို့ကချိုးပေါက်လို့ရတယ်ဆိုတဲ့ဟာမျိုးနောင်လာနောင်သားတွေလူငယ်တွေအတွက်လဲအညာမဲ့ဘုန်းကြီးသမီးဆန်ဘုန်းကြီးအောင်စားတာပဲဟုတ်လားအခုလူငယ်တွေအနေနဲ့ယဟန်ကရှင်ပြုနော်တင်ငန်းစည်းဝါမယ်ဟာဘုန်းကြီးတွေတော့ငါတွေ့ထားတဲ့ဗီဒီယိုဖိုင်ထဲမှာစားတာပဲငါတို့စားမယ်ကွာဘာဖြစ်ကုန်လဲဇမနောက်တယောက်နေစတူလို့နေစတူလို့ပဲချစ်တူမပြမကြိုက်ဘူးအဲဒီဘက်ခင်းနေတာမဟုတ်ဘူးနော်ချစ်တူစားနေလား ဒီဗီဒီယိုဖိုင်၃ခုကတော့ဒါ live မှာတွေ့တာဘယ်တော့ဖြစ်တာလဲဘယ်နေရာကပုံကိုယ်တွေဆိုတာတော့ကျွန်တော်မသိဘူး online ပေါ်မှာတွေ့တဲ့အတွေ့ ဒီဟာကြီးကအမြင်မတည့်တယ်ဘူးနောက်တစ်ခုကကျွန်တော်တို့တာသနာအထွက်ကဒီလိုပဲခိုင်ကြည့်နေရမှာလားဒါတွေအားလုံးရဲ့တည့်ရခန်းကလည်းဘာကြောက်လဲစစ်အာဏာရှင်စနစ်ပဲကျွန်တော်တို့လည်းဒီလိုပဲမြန်မာဆိုတာအာရှမှာကြားပါအဲ့ဒီကြားကြီးပြန်ပြဖို့အတွက်ကျွန်တော်တို့တွေအနာခံရမယ်ကျွန်တော်တို့တွေဆွန့်လောက်ရမယ်ဒီလိုမျိုးတာသနာဖြစ်နေမပေါ်လာဖို့အတွက်နော်တကယ်တာသနာစစ်မှန်တဲ့အရာတွေထွန်းကားဖို့အတွက်ကျွန်တော်တို့ကဒီအတ္တမကောင်တွေကိုရအောင်တိုက်ထုတ်ကြမယ်။ဒါမှလားကျွန်တော်တို့တိုင်းပြည်ဓမ္မမှမှုမှာ ဝီရတူလိုကောင်မျိုးငပောက်လိုကောင်မျိုးတွေကမတည်သူတို့သူဖျားသားတော်လိုအမိခံမြတ်စွာဘုရားနဲ့လမ်းစဉ်နဲ့ဖေသွဲတဲ့အခါတွေအလွဲတွေပေါက်ပန်း၄၀တိဟူဒါဘုရားသားတော်ကလို့ပြောဟောအဲ့တော့နောင်နာနောင်နာတွေအတွက်ဒါတွေကအတ္တမတွေကိုဓမ္မထင်နော်ဓမ္မကိုအတ္တမထင်ဒီတဏ္ဍာပြတ်ထက်ပြက်ပြီးဟိတ်တိုင်းကြီးပြက်ဖို့ပဲရှိတော့ဒါတွေအားလုံးရဲ့စိတ်မြစ်ကအာနာရှိတယ်ဒါကြောင့်မလို့တော်လန်ရေးကိုနိုင်တဲ့နေရာကပါဝင်ချပါလို့ကျွန်တော်လောက်ဆောင်နေရဆိုတာအလကားကိုအဲ့ဒီဓမ္မတွေလွှမ်းမိုးဖို့အတွက်ကျွန်တော်တို့အတ္တမတွေပြုတ်စေချင်လို့ပြောနေတာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့သာသနာတန်ရှင်ရေးလုပ်ဖို့စစ်တပ်ပြုတ်မှဖြစ်မယ်လို့အမေသားကြီးကိုစီထောက်ပြတုံးတက်လိုက်တဲ့ရုပ်တံတွေအပြင်စကိုင်းငလင်ကြောင့်ပြိုကျပျက်စီးနေသောနေပြည်တော်ကိုမင်းအောင်လှိုင်ကအကွက်ချ၍မြို့တစ်ပြန်တီမီထူးခြားတဲ့ရင်တွေပါတင်ဆက်ပေးမှမူအဆုံးထိနားဆင်ပေးကြပါဦးခင်စကိုင်းငလင်ကြောင့် ပြိုကျပျက်စီးနေသောနေပြည်တော်ကိုမင်းအောင်လှိုင်ကအကွက်ချ၍မြို့တစ်ပြန်တီမီဖြစ်ကြောင်းယမန်နေ့စစ်ကောင်စီစီဝေးတွင်ထုတ်ဖော်ပြောဆိုလိုက်သည့်အကြမ်းဖက်မင်းအောင်လှိုင်က နေပြည်တော်၏မြို့ကွက်ချမှုပုံစံကိုပြန်လည်တွက်ချက်ရေးဆွဲသွားရန်စီစဉ်နေကြောင်း ငလင်မကြခဏလှုပ်ခတ်လျက်ရှိသည့်နိုင်ငံများမှအဆောက်အအုံများတိစောက်ထားရှိမှုများကိုနမူနာယူ၍တိစောက်မှုများဆောင်ရွက်သွားရန်လိုကြောင်းအစည်းအဝေးတွင်ဆိုသည်မက်လ28ရက်နေ့လှုပ်ခတ်ခဲ့သောစကိုင်းငလင်ကြီးကြောင့်အစိုးရဌာနများနှင့်ပတ်သက်၍နေပြည်တော်ကောင်စီနှင့်မြေရှိထိခိုက်မှုဖြစ်ပေါ်ခဲ့သည့်အဆောက်အအုံများနှင့် ထို့မြေပေါ်တွင်တိဆောက်ထားသည့်အဆောက်အုံများမှာပုံမိုထိခိုက်ပျက်စီးသည်ကိုတွေ့ရကြောင်းထို့ကြောင့်ရုံးအဆောက်အုံများပြန်လည်တိဆောက်ရာတွင်မြေစမ်းတပ်မှုများဆောင်ရွက်ပြီးမှသာအစ်တတိဆောက်ခြင်းနှင့်ပြုပြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တွက်ချက်၍ရာသီငလင်ကျောပေါ်တွင်တရှိနေသည့်အဆောက်အအုံများကိုပြောင်းရွှေ့နေရချထားရည်အတွက်ဆောင်ရွက်သွားရန်လိုကြောင်းမင်းအောင်လိုင်ကဆိုသည့်နေပြည်တော်ဝန်ထမ်းအိမ်ယာများကိုလည်းပြန်လည်တိဆောက်ရာတွင်ငလင်ပြင်းအား Richter Scale ရှိအထိခံနိုင်သည့်အဆောက်အအုံများဖြစ်အောင်ဆောင်ရွက်သွားရမည်ဟုမင်းအောင်လိုင်ကဆက်လက်ပြောဆိုထားသည် လက်တလော6လအတွင်းပြည်လဲတိဆောက်မိဝင်ကြီးဌာနရုံးတချို့ကိုရန်ကုန်မြို့သို့ယာယီပြောင်းရွှေ့နေပြီးပြောင်းရွှေ့သည့်ရုံးများတွင်နိုင်ငံခြားရေးလူဝင်မှုကြီးကြပ်ရေးအလုံသမားရေးအပါအဝင်ရုံးတချို့ပါဝင်ကြောင်းနန်စီဒီအန်ဝန်ထမ်းများထံမှသိရှိရသည်အာနာရှင်ဟောင်းတန်းရွှေကနေပြည်တော်ကို2005ခုနှစ်နိုဝင်ဘာလ6ရက်တွင် ပြောင်းရွှေ့ခဲ့ပြီး2006ခုနှစ်မတ်လ28ရက်နေ့တွင်နေပြည်တော်ဆိုသောအမည်ဖြင့်တရားဝင်မြို့တော်အသစ်ဖြစ်ကြီးညာသတ်မှတ်ခဲ့ခြင်းဖြစ်သည် ဗုဒ္ဓဘာသာတွင်သားတွေဆိုတဲ့လူတွေပဲပြန်ဖြစ်နေတယ်။အဲ့ဒီထဲမှာမလုပ်လေ။ပြည်ငန်းကိုအကာအကွယ်လုပ်၊ကရုံးတုံးပြီးတော့လူရုံမှာလုပ်နေတဲ့အောက်တန်းသားတွေကြောင့်နော်။သာသနာဆိုတာပြုတ်နိုင်ပြုတ်။မပြုတ်နိုင်လို့ဘာမှမဖြစ်တော့ဘူး။နော်အခုတင်ငန်းမစိမ့်နိုင်ဘူး။အာတင်ငန်းစိမ့်ကျင်တယ်ဗုဒ္ဓဘာသာဝင်တွေကပဇင်းခံကြတယ်။ပဇင်းမခံလို့အဲ့လူတွေအကုလို့မဖြစ်ဘူး။အာဒီလူကတော့လူဘဝရောက်လာတယ်ပဇင်းမခံလိုက်လို့ငရဲသွားဆိုတာမရှိဘူး။အကုလို့အလုပ်ကိုလုပ်မှငရဲသွားတယ်။ ဒါပေမဲ့အဲ့ဒီပဇင်းခံပြီးတော့နော်တင်ငန်းဝတ်ရုံပြီးတော့ဒီမြစ်စွာဘုရားရဲ့တားတော်ဖြစ်တဲ့ယူနီတားတော်ရဲ့ယူနီဖောင်းကိုဝတ်ရုံပြီးတော့နော်ဒီလိုမျိုးရောက်ပါတဲ့အလုပ်တွေစောက်ပဲ့တဲ့အလုပ်တွေလုပ်နေတာဒါကအင်မတန်ဆိုးတယ်အဲ့ဒီလောက်ရမျိုးကျွန်တော်တို့တိုင်းမှာအခုနောက်ပိုင်းတော်တော်များများတွေ့တာဒါကပါလဲဆိုတော့တာနာကိုဖြစ်နေတယ်ဘဒူတွေကဖြစ်လာတယ်ဘာကြောင့်ဖြစ်ခွင့်ရှိတာလဲဗီဒီယိုဖိုင်တွေကိုအရင်ကြည့်ပါပြီးရင်ဘဒူတွေကဖြစ်လာတယ်ဘာကြောင့်ဖြစ်ခွင့်ရှိတာလဲဆိုတဲ့ဟာကိုပါကျွန်တော်ရှင်းပြပါမယ်ဒီစားတာ ာဖြစ်နေပုံတရားဥပမာတိပိုင်ချနေတော့ပြီဒူလိုဂျင်းနဲ့ချစ်ဒူလိုဂျင်းစားတော့နားလေဘယ်လိုပဲညစာနော်ညဖက်အဆိုင်ရှိတဲ့ပုံကိုယ်လေးတခါကြလို့ရှိရင်မနေ့ကပြောအာဘက်ဖြည့်ပြီးတော့ဘာလို့ဆိုတော့ဒီရစားတဲ့ပုံမှာညညစာစားတာနားလေဒါပေမဲ့ live ပုံကိုရက်ပြပြီးတော့ဒီလိုစားပြတယ်ဆိုတာက ါကလုံးဝမဖြစ်တဲ့ကိစ္စလေးဒါဟိုမခန့်လေးစားလောက်ကကြတယ်သာသနာကိုတည့်ပြီးပါကြတယ်နော်နေ့လွဲညကရှောင်းချီမာဤသို့ပေးထားတဲ့ပိတ်ခါပုဂ္ဂိုလ်ပေါ်တီချိုးပေါက်ပြတယ်ငါတို့ကချိုးပေါက်လို့ရတယ်ဆိုတဲ့ဟာမျိုးနောင်လာနောင်သားတွေလူငယ်တွေအတွက်လည်းအညာဘက်ဘုန်းကြီးသမီးစားဘုန်းကြီးအောင်စားနာပဲဟုတ်လားအခုလူငယ်တွေအနေနဲ့ရဟန်းကရှင်ပြုနော်တင်ကစီဝါဟာဘုန်းကြီးတွေကငါတွေ့ထားတဲ့ဗီဒီယိုဖိုင်ထဲမှာစားတာငါတို့စားမယ်ကွာဘာဖြစ်ကုန်လဲဟမ်ဒါသာသနာကိုဖြတ်စီးနေတာအဲ့တော့မလုံနိုင်ဘာဖြစ်လို့ဝင်သေးလဲဟုတ်တယ်မလားကိုအစားခံမနိုင်ဘူးမဝင်နဲ့မနောက်တော့ဘယ်သူမှဘာမှမဖြစ်ဘူးလေဒါနဲ့ငါဖြစ်နေတယ်ဘာမှကြည့်ရကြည့်လား ကျွန်မနောက်တယောက်ဒီနေ့သူ့လို့ဒီနေ့သူ့လို့ဘယ်သူ့မှာပြမတိုက်ဘူးမစိပဲခင်းနေလားတော့ကျေတူစားနေလားတစ်တစ်နော်ပြတော့ဆိုလာချစ်တူလို့ဒီနေ့ဟမ်ဖင်နဲ့ brandy ထိုးရပေးလိုက်ကမှာအဲ့တော့ချစ်တူလို့ဂျုံဆိုပြီးတော့ဟမ်တကယ်တကယ်တကယ်ဟမ်ရုပ်ကိုကြည့်စိုက်ပြတ်ဖို့တကယ်ကောင်းတယ်ကွာကျွန်တော်တို့တိုင်းပြည်ကလေတာနာပို့ဖြစ်စင်းနေတာကိုပြည်သူတွေအနေနဲ့ထိုင်ကြည့်နေရတဲ့ဘဝ ဘာဖြစ်လို့လဲဒီအတိုင်းကြီးကိုအုပ်ချုပ်ပါလေဆိုတော့ကောင်းလေကအစအဲ့ကာသနာကိုဖျက်ဖြစ်ခုနေတာလေနော်ချိန်သေးတယ်မကြည့်အောင်ဒီဗီဒီယိုဖိုင်၃ခုကတော့ဒါ live မှာတွေ့တာဘယ်တော့ဖြစ်တာလဲဘယ်နေရာကပုံကိုနေဆိုတာတော့ကျွန်တော်မသိဘူး online ပေါ်မှာတွေ့တဲ့အတွက်ဒီဟာကြီးကအမြင်မတင်တယ်ဘူးနောက်တစ်ခုကကျွန်တော်တို့ကာသနာအတွက်တာ ်လိုပဲထိုင်ကြည့်နေရမှာလားအခုကဲဟိုဘောမတွေဆွဆွဲတယ်လို့ပေါ့ဘာသာကြားတွေကဗုဒ္ဓဘာသာကိုဖြတ်စည်းတယ်ဆိုဥပမာကဲသူတို့ပြောတယ်လို့ပဲထားလိုက်ဘာသာကြားတယောက်ကဗုဒ္ဓဘာသာကိုဖြတ်စည်းနေတယ်ဗျာတင်ငါတောက်ဝစ်လိုက်ကတုံးတောက်လိုက်ဖုန်ကြီးရောင်ဆောင်လိုက်တယ်လူမျိုးဝင်လှုပ်ချင်တိုင်းလှုပ်ပြလိုက်ပြီပေါက်ပန်းလေးတွေပေါ့မယ်ပြောမယ်အဲ့လိုလုပ်ခွင့်ရတာဟုတ်လားဗုဒ္ဓဘာသာကိုဖြတ်စည်းနေလူတွေကဟုတ်တယ်မလားဟုတ်တယ်ခေါင်းကြီးတင်ငါဆောင်လိုက်သူလှုပ်ချင်တိုင်းလှုပ်ခွင့်ရနိုင်မယ်ဆိုရင်ဒီဗုဒ္ဓဘာသာကိုဖြတ်စည်းနေတဲ့လူတွေကလော်လော်လေးဖြစ်နေဘူးလားအတွင်းစည်းနဲ့ဝင်ပြီးတော့အေးအေးဆေးဖြတ်စည်းခွင့်ရမနေဘူးလားဟာဘယ်ဘာသာမှဆော်ကားတာမဟုတ်ဘူးနော် လုတ်ခွင့်ရနေတာပြောတာဒါတွေအားလုံးရဲ့တရားခဏတာဘာကြောင့်လဲစစ်အာဏာရှင်စနစ်ပဲအာဏာရှင်စနစ်ကအာဏာရှင်တွေကတို့တို့ဒီတိုင်းပြည်ကိုတို့စိတ်ကြိုက်ချေလေတဲ့တိုင်းချေလေဘူးရဖို့အတွက်နံပါတ်1ပညာရေးကိုမဲ့အောင်လုပ်ပြတယ်ပညာမဲ့တယ်ပြအောင်လုပ်ပြတယ်ပညာရေးစနစ်ကို quality ထပ်ပြလိုက်တယ်နော်တန်းအောင်စဉ်းစားညံတွေးခေါ်ညံတီထွင်ကြံစညံဘာမှမရှိအောင်နော်တက်လာတဲ့မျိုးဆက်တွေကိုပညာမဲ့အောင်လုပ်ပြလိုက်တယ်အဲ့တော့ဆိုတော့ပညာတွေမဲ့နေတဲ့အတွက်တို့တို့လုပ်ကြမြောက်ကိုခံရတယ်ဝိရင်းကပြောသလိုဟုတ်လား ညီမအားသာကပေါင်းလွှမ်းပြီးတချင်းလေးတပုတ်ဆက်ပေးလိုက်အဲ့တချင်းအောက်မှာဇာတိတွင်ဇာတိမာနေတက်ကြွလို့អော်ပေးလိုက်ဖောက်လာអော်ပေးလို့ဒါပေမဲ့ကိုဘကဘယ်ထိရောက်နေလဲငါတို့လက်ရှိနိုင်ငံသားတွေဘောကကမ္ဘာမှာ level အဆင့်ဘယ်လောက်ရောက်နေပြီလဲမစင်းသားနိုင်တော့ဘူးအဲ့တော့ဘာဖြစ်လဲသူတို့လုံးညောက်ခံကောလိုက်တွေကိုမြို့ပြင်ထုတ်ပြင်ထုတ်ဟောလူငယ်တွေကဒီပညာတင်ရတဲ့အချိန်မှာတွာလာလှုပ်ရှားအဲ့ဒီမှာလည်းအချိန်တွေကုန်ပြီးတော့နော်ပညာကိုပညာနဲ့သူကမတင်ရဘူးပညာရေးစနစ်မအောင်မနေစနစ်လည်းလုပ်ပြစ်ဟုတ်တယ်မလားစာတက်တက်မကတ်တက်ရောတန်းတော့ကောဒါရင်ဒါကြက်ဒါပြင်းတဲ့ နော်အဲ့တော့အစိုးဆုံးကဒီပါလာကြီးကိုလွတ်ပြစ်တာပဲနော်ဘယ်လောက်ထိဆိုးတယ်လက်ရှိမြန်မာပြည်မှာရှိတဲ့တကိုးကြီးဖျားတွေဖန်တယ်မြတ်ဘောပကကဘယ်ရောက်ကောင်းလဲအဲ့အဲ့ကဘယ်ပြဿနာကနော်တပိုင်းပြည်လုံးမှာစစ်တပ်မပါတဲ့နေရာမရှိဘူးနောက်ဆုံးဖျားဘောပကကတော့သူတို့စစ်တပ်ကောင်တွေလို့နော်ရွှေတကုံဖျားဘောပကကပါတီစစ်တပ်ကောင်တွေရှိတယ်ကြိုက်ထူးဖျားဘောပကကပါတီစစ်တပ်ကောင်တွေရှိတယ်ဟမ်သာသနာကိုထဲထဲဝင်ဖြစ်စေတဲ့ဒီစစ်ကောင်ဆောင်စစ်အာဏာရှင်တွေရွာတရွာဝင်လာတယ်စစ်တောင်းထိုးလာတယ်နော်ရွာဦးကျောင်းကဖုန်ကြီးလို့လာတယ်အဲ့လိုလာတယ်ခိုင်ကူးကုန်းချတယ်နော်ပတ်စံပေါက်တုံးချက်ပေါက်တယ်ပြီးလို့ရှိရင်ဖုန်ကြီးဘယ်သူခေါ်ပေးပါ့ အခုဒီနေ့တော်လိုင်းခင်မှာအဲ့ဒီပြက်ကနာချက်ကျောင်းလိုက်ခိုးကြည့်ဒီအင်မတန်စိတ်ညစ်တာနော်ဒေတာတစ်ခုရောက်လိုက်ခေါင်းကြီးဘလူးခေါ်ပေးပါနော်အဲ့တော့နောက်တစ်ခုရှိတာကခင်ညွန့်လက်ထက်ကတည်းကထောက်လိုင်း80လောက်တင်ငန်းပတ်ပြီးဒိုင်းမျိုးထုတ်ပေးလိုက်နော်အဲ့ဒီကစပြီးတော့ဝှချောက်ကိုဘတ်ဘတ်တာဆက်ပေါ်လာပြီးတော့တိုင်းဒီမှာဘာသာရေးပြည်ဒီပတ်ခတ်တွေဖြစ်ပြီးလို့ရှိရင်ဘုရားဘာသာတွေအတင်းတွေဖွဲ့တွေကွဲမဟာယနာကိုနိုင်ငံတော်တန်ခတ်နိုင်ငံကအဖွဲ့ကိုအိတ်ထဲတော့ထည့်လိုက်နော်ခေါင်းကြီးကြောင့်တစ်ချောင်းတော့တွားတယ်ဝီကြီးတစ်ပါးတွားတယ်နော်ဘာလို့ကျန်တော့ဘောလူလာကုန်ပြော့ နော်ဘလောက်ထိလဲဆိုတာဆရာတော်ကြီးတပားကြောင်းဝင်ကြီးတယောက်ကသွားတယ်နော်ဒုက္ကန်လုံးမောရဲ့ဆရာကြီးဆရာတော်ကြီးကဦးချတယ်ဘုံဘန်လို့ကျင်တယ်ဗျာတောင်းပဲဘန်လို့အပ်တယ်အမလို့အပ်ပါဘူးကွာဘုံကြီးကဘုံကြီးကစကားနဲ့ပြောတယ်ဘုံကြီးလည်းမဟုတ်ဘူးနော်အဲ့တော့မလို့အပ်တော့ဘုံဘုံခိုင်းလို့ရအောင်လိုအပ်တာဟာရှိရင်ခိုင်းလို့ရအောင်တကောင်ထားပြီးသွားတယ်နော်တုတ်တပဲ့တွေကခွေးတကောင်ထားပြီးသွားတယ်တလားကြတယ်ဘုံကြီးကတခွန်းမှဘန်လို့လည်းတခွန်းပြောရဆင်းတာအသာလေးပြန်ပေါ်သွားတယ်အဲ့ဒါလို့စီယုံနော်အခုအာနာသိနေအာနာသိနေချိန်မှာအခု တော့ဆရာတော်တွေပြည့်ရတယ်အရှင်မင်းတို့ညလို့ညောင်ဒီမင်းကြီးဆရာတော်လို့အဲ့ဒီကိုပြည့်တဲ့ချိန်မှာရန်ကုန်ပေါ်ပြီးဆရာတော်ရန်ကုန်ပေါ်ပြီးဆရာတော်ရဲ့ကြောင်းတိုက်ကဆရာတော်ကိုပြေးဖို့ပြောတဲ့တော့အဲ့ဒီတက်ထဲကလူတယောက်ပဲမင်းနဲ့ပိုင်းပဲကွာလေကြောင်းတိုက်ဘုံမနှစ်ခုကိုအေးအားရာချီနဲ့လာပြီးတော့စီးတယ်ဟိုအဲ့တော့မေးပါဦးအဲ့ဒီဖုန်းကြီးမှာဘာရှိလို့လဲရောက်ချင်းရှိတယ်လေဟမ်အဲ့တော့ပြည်သူဘက်ကိုရက်တည်တယ်အမှန်တရားဘက်ကဓမ္မဘက်ကဓမ္မတိတ်ချန်ချက်ချက်ဟောပြောတဲ့ဆရာတော်လေးဆိုရင်ဝင်ပြီးတော့ ငွေနဲ့စီယုံနဲ့အာနာနဲ့စီယုံနဲ့အာနာဆိုတာနိုင်ငံတန်ခါနိုင်ကအမျိုးနဲ့တန်ခါနိုင်ကဆက်ကပြင်းအဲ့လိုလောက်ပိုင်ခွင့်နေပေးတယ်ပေးလို့လက်မှတ်ထားမှုပေါ့ဒါမှမဟုတ်လက်ကန်ပြုထားတဲ့ပုံပေါ်တွေကဘာပဲလဲလားသူတို့ဓမ္မပေါ်မှာလည်းရက်တည်တာဖြစ်တဲ့အတွက်စီယုံလို့မရအောင်စီယုံလို့မရအဲ့ဒီပုံစံနှိမ့်ကုန်တယ်နော်အရှင်သူမင်းကလင်္ကာရပိဋကတ်တုံးကိုအာဝန်ဆောင်ခဲ့တဲ့ဆရာတော်ဘယ်လိုမှစီယုံလို့မရတဲ့အချိန်မှာထောင်ထဲကိုခံပြီးထုရိုက်ကန်ကြောက်အဲ့ဒီဒဏ်နဲ့ဆရာတော်ပြန်လုံမှုခဲ့ရနော်အဲ့တော့စစ်တော်ရေးမှာဆရာတော်တွေကန်တဲ့အချိန်မှာဒကာကြီးအဲ့ဒါမင်းကမှမဟုတ်ဒကာကြီးပေါ်လာတော့ကန်တဲ့အချိန်မှာဒကာကြီးနေရည်တီလာလို့ခွန်မပေးလိုက်တယ် ကြောင်ရတယ်အဲ့ဒါပဲမအဲ့တော့ပြည်သူ့ဘက်ကိုရက်တည်တဲ့ဓမ္မဘက်ကရက်တည်တဲ့ဆရာတော်တွေဆိုရင်အဲ့ဒီမျိုးမျိုးစုံနဲ့နှိပ်ဟုတ်တယ်ကဖုံးကြီးကြောင်ဝင်စည်းတာနှောင်းချစ်ခွန်ရှိဝါရောက်မှာကြည့်လိုက်နော်ဝင်စည်းတာကြည့်လိုက်စာတင်လိုက်တယ်ဘုံတပြတ်စခန်းစည်းတယ်ဖုံးကြောင်မှန်နေကြိုက်ခွဲဘာလို့ကြာအကြောင်းရှိတယ်အဲ့ဒါတွေအတိတန်ကလည်းလက်ထက်မှာလောက်လေးပါမပြောနဲ့လောက်တစ်ချင်းပဲရှိတယ်နော်ဘီတစ်ချောင်းတော့မရှိဘူးလောက်တစ်ချင်းပဲရှိတယ်အဘီချင်းကဘီနဲ့ထုံးမှာဆိုလို့ဝင်စည်းရဆိုကြားကောင်းသေးတယ်လီနဲ့ထောင်းမှာရှိတာအဲ့လီနဲ့ထုံးမှာဆိုလို့ဝင်စည်းရတော့ပြောမကတ်ဘူး ဆိုတော့အဲ့ဒီလိုမျိုးတကယ်ဓမ္မဘက်ကရက်တည်တယ်အခုဟိုတလောကနော်ဆရာတော်ဆရာတော်ကြီးကိုပြစ်ပြစ်တတ်တဲ့အချိန်ကံလုံးနဲ့ဆရာတော်ကဝိနည်းမင်းကဆရာတော်ကြီးကိုပြစ်တတ်တဲ့အချိန်မှာဘာလုပ်လဲစစ်တပ်ကညာတယ်သူတို့ပြစ်ဘူးလို့ပါတဲ့ကားလိုက်ပါဦးလက်ကိုကတ်ဒီစီဗီတစ်နှစ်ထောက်ပြီးတော့ဗီဒီယိုလိန်ရိုက်တယ်အတီးကပြစ်တာဗီဒီယိုနဲ့ပြစ်တာပါဆိုပြီးတော့ဘလောက်ကြောက်မှလဲစဉ်းစားကြည့်ပြီးလည်းပြီးတော့ကံလုံးနဲ့အတူပါတဲ့ကံလုံးနဲ့ဆရာတော်က မနေနိုင်တော့လို့ဓမ္မဘက်ကရက်ဒီတုတ်ကိုလှုပ်ချင်တာလှုပ်တကယ်ပြစ်တာစစ်တပ်ကပြစ်တာပါနိုင်ရင်းစစ်ချောရဲခေါ်လာတော့ကျုပ်ကောင်းကြီးပေါက်နေသားနဲ့ဘဏ္ဍာရီ၃နိုင်ရောက်နေရတယ်ရိုးစုံစစ်မေးပြီးတို့လိုချင်တဲ့အဖေမေးရမယ်မေးပြီးမှပြန်လွတ်တာဆရာတော်ကအတော်အိတ်တုံဖာမောက်ဒီကောင်လေးရောက်မှမို့ပြောလိုက်မှဟမ်ကော်ဝါပေါ်ဝါဘာလို့တီတဲ့ကူနဲ့ပေါင်းပြီးတော့ချက်ချက်စာတင်ထိုက်မှရှိတဲ့နော်ရဟန်းမျိုးတွေကိုနေရီအကုန်ပြန်လွတ်လိုက်ဒါတွေလူနဲ့ပြစ်လိုက်ဘူးနေရီကလည်းဘာဖြစ်လို့တန်တာလေးစုပေါင်းမှဆိုနော်ဒါကြောင့်မို့လို့ဒီကောင်လေးအာနာရှင်တွေတောက်တာပါတုံးတာခရီးသားရဲ့ចောင်းသားရဲ့စစ်သားရဲ့ အဲ့ဒီမှာစစ်သားကိုကြတော့ဒီကောင်ကြီးကသွေးတန်တန်တမိတ်နေနော်။အုံနောက်လေးဘေးဝစ်လောက်ပြီးတော့ဒါဒါပြောတော့တလို့ဟောမဟောကိုမင်းတို့ကိုလုံးတို့ဘာလုံးမဲ့ကောင်ကြီးကိုကြောက်တော့ထားတာ။စစ်သားကိုကျောင်းသားကိုကြတော့ပညာရေးကိုနှိမ့်ချပြီးတော့တက္ကသိုလ်တွေကိုမြို့ပြင်ထုတ်လိုက်။ဘာမှမဖြစ်အောင်။ဟောကျောင်းသားကိုလုံးလို့မရတော့နောက်ပါလုပ်မယ်။ယေဟန်သားအခုလက်ရှိကြည့်ကျွန်တော်တို့တိုင်းပြည်မှာသာသနာကိုပြုပေးတယ်သာသနာကိုပြုပေးတယ်နော်။ကျွန်တော်မင်းမယ်။သာသနာကိုပြုပေးတယ်ဆိုရင် ်လက်ရှိသာသနာပြက်ပွားရဗုဒ္ဓဘာသာပြက်ပွားဖို့အတွက်အဓိကအချက်ကဇေဒီအပေါ်ဇေဒီကြီးလားပဋိယတ်တိပဋိပတ်တိပဋိဝေဒဆိုတဲ့သာသနာ၃ရပ်ဒါပေမဲ့အဲ့ဒီပဋိယတ်တိပဋိပတ်တိပဋိဝေဒဆိုတဲ့သာသနာ၃ရပ်ပြက်ပွားမယ်နော်စာတင်ထိုက်တဲ့ကိုစစ်ဖို့ရုပ်တွေကြီးမြောက်လာမြင်ဘူးရတယ်အပေါ်ကြီးတွေတော့ရွှေချဟမ်တူတူသာသနာပြုမင်းတို့လို့ကိုမေကိုလို့တွေမပြောရင်မကောင်းဘူးဟမ်အဲ့ဒါလို့လုပ်ပြီးတော့ဒါကိုမတိတဲ့ဘောမတွေကိုနေနေလက်ခုပ်ကြည့်နော်ဒီလိုမျိုးရုပ်မှလုတ်ချင်တဲ့လုတ်နေတဲ့ကောင်တွေကိုမြှောက်စားပစ်ကိုလုတ်နော်အခုလက်ရှိ ရန်ကုန်ဘုန်းကြီးကျောင်းလေးနှလုံးတိုင်ချဲတိုင်မရှိတဲ့ကျောင်းရှိလားတော်ကြည့်လောင်းကစားနဲ့မပတ်သက်တဲ့ကျောင်းမရှိဘူးအချွတ်တွေကိုတော်တွေတားမရအောင်ခေါ်တော့တယ်ပြောရင်ရွှေ့စရာကြီးနော်အများကြီးနဲ့ဒါတွေကဆရာတော်တွေကိုလည်းပြန်ပြောလာတော့လူချင်းပြန်ပြောလာမှာမဟုတ်ဘူးတခါကြီးဘယ်ကြောင့်တော်ကြည့်ဘလို့အမေဘာသာပြန်ယူပေးထားတယ်တို့တွေအကုန်သိတယ်မသိတာမဟုတ်ဘူးနော်ဒါပေမဲ့ခိုင်းဖို့အတွက်အကုန်လုံးကိုလုပ်ပေးထားတယ်ဒါပေမဲ့အဲ့ဒီ record တွေအကုန်ယူထားတယ်တခုလုံးရင်ဒါနဲ့ပြန်ခိုင်းတယ်ဆိုအဲ့ဒီပုံစံလုပ်ပြီးတော့တွားနေတာလေတွားပြီးကျွန်တော်တို့ကာသနာစဉ်းစားကြည့် အဲ့တော့ဒီလိုမျိုးရေရွက်ချက်ရှိလောက်နေတဲ့အရာကြီးကိုကျွန်တော်တို့နိုင်ငံသားတွေမဟုတ်တော့ဖိုင်ကြည့်နေရတယ်။ဘလို့ရင်ထားဖို့ကောင်းလဲစဉ်းစားကြည့်တယ်။အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာဒီအာဏာရှင်စနစ်ကြောက်ကြမှဆိုတာလေတခုတည်းမဟုတ်ဘူးနိုင်ငံရေးနေမတွင်းနဲ့နိုင်ငံရေးနေတွင်းမှာဝါလိုက်ပြီ။နော်ဘာသာရေးနော်ခရစ်ယာန်အစ္စလာမ်ဘုရားဗာဒာဟိန္ဒူစတဲ့ပြင်သူ့ဘာသာရေးကိုရှိတယ်။စစ်မှန်တဲ့အရာရှိဖို့အတွက်ကျွန်တော်တို့ကဒီအာဏာရှင်နေမရှိမှရဘုရားဗာဒာဆိုတဲ့ဘုရားဗာဒာပြန်ပွားဖို့အတွက်ဘုရားဗာဒာနဲ့တူတဲ့ယဟန်နေဖောက်ပေါ်လာဖို့အတွက်ဒီလိုအာဏာရှင်နေအတ္တမတော်မာတွေမရှိမှရမှာ။ ပညာရေးစတဲ့သူတွေပဲတော့ပညာရေးစတဲ့ကောင်းမှုတွေဒီကောင်းတွေမရှိမှရပါဒါကြောင့်မလို့ဒီတော်နိုင်ရေးဆိုတာအတိုင်းဒီလုံးကအတက်တွေးတော့အားလုံးနဲ့ဆိုင်တယ်ကျွန်တော်တို့ခမားတို့ကြံပြီးခဲ့တဲ့တားလေးတွေတမီးလေးတွေလက်ထက်မှာတယ်အဲ့လိုမျိုးအောက်တန်းစားတွေဒီလိုအနမတွေကင်းဦးမစင်ချင်ဘူးတဲ့လူတိုင်းကပြင်းစင်ချင်ပါပဲကင်းစင်ချင်ကျွန်တော်တို့ကဒီကျွန်တော်တို့ခင်မှာမတိကျအောင်ဆောင်ရွက်လို့မရဘူးငါလည်းတစ်ထောက်တစ်နေရာလုပ်ငါမျိုးဆက်တွေ့နော်ကိုရီးယားတွေကြည့်ပါလက်ရှိဒီနေ့ကောင်းနေတဲ့ကိုရီးယားဆိုတာတိုးတက်နေတဲ့ကိုရီးယားဆိုတာတစ်ချိန်ကကိုရီးယားအဖိုးအဖွားတွေနော်အနစ်နာခံပြီးတော့တော်နံခဲ့လို့အာနာစင်စနစ်ပြုတ်ကြပြီးတော့ကိုရီးယားကဒီဘဝရောက်ခဲ့တယ် ကျွန်တော်တို့လည်းဒီလိုပဲမြန်မာဆိုတာအာရှမှာကြားပါတာပါအဲ့ဒီကြားရေးပြန်ပြဖို့အတွက်ကျွန်တော်တို့ဒီအနာခံရမယ်ကျွန်တော်တို့ဒီဆုံးလုပ်ရမယ်ဒီလိုမျိုးတာသနာဖြစ်တွေမပေါ်လာဖို့အတွက်နော်တကယ်တာသနာစစ်မှန်တဲ့အရာတွေထွန်းကားဖို့အတွက်ကျွန်တော်တို့ကဒီအာရမကောင်တွေကိုရအောင်တိုက်ထုတ်ပါမယ်ဒါမှမဟုတ်ကျွန်တော်တို့အတိုင်းဒီဓမ္မရမလို့ရှင်းရှင်းလေးတော့ကျွန်တော်တို့ဒီမိုဆီတိုင်းပြောရင်ဘဒုကဘဒုမလူပါဝတ်ကြအကြောင်းရှိဘယ်သူမှလည်းဘဒုပါတော့မပြောက်စေအကြောင်းရှိဘူးကိုယ်တော့ကိုယ်တော့ပြညာမထိခိုက်နေရတယ်အဲ့တော့ဒါကဒီလိုမျိုးဟာမျိုးတွေကိုယ်ပိုင်ဝင်ချင်းမှာတွေ့လို့ရှိတယ် လုံးဝလက်ခံပါနဲ့ကျွန်တော်ဒီကုံတော့နော်ညီမကြီးကိုဒီကုပင်းဖြစ်တယ်တော့တစ်နှစ်ခောက်သွားတယ်ရထားကိတ်ကားကိတ်မှာအလူခံနဲ့ပုံပြီးလုံးဝမထိုင်ဘူးတော့ကျွန်တော်ဒီခါစကားမျိုးဖြစ်နေတယ်အလူလက်ခံနဲ့ကများတိုက်တယ်ဘီနာကောင်မလေးကိုပြောချင်မှာကျွန်တော်ထပ်ပြောကျွန်တော်စကားမျိုးဖြစ်နေတယ်နော်အဲ့တော့အဲ့လိုဟာမျိုးတွေပဲလုံးဝ ွင့်မပြုနဲ့နော်ကိုယ့်ဘာဝင်ချင်းမှာအားလည်းအားမပေးနဲ့ဒါတွေကသာသနာကိုဖြစ်နေတဲ့အောက်လန်းစားတယ်ကျွန်တော်တို့ကအဲ့လိုဟာတွေကိုတွားပြီးတော့ထောက်ခံမယ်ကူညီမယ်လက်ခံနေမယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်သာသနာဖြစ်တာကိုအားပေးအားမြောက်ပြုတာလေအတူတူပဲနော်အဲ့တော့သာသနာဆိုတာကတော့ပြည့်စရာတော့မရှိဘူးဘာလို့ဆိုတော့လောကဓမ္မအမှန်တရားကိုမြတ်စွာဘုရားကဟောကြားပေးခဲ့တာဒါနောက်ရင်ဒါရမယ်ဒါနောက်ရင်ဒါရမယ်ဒါပေမဲ့ဝိနည်းကပြောလို့ဒီလိုမျိုးအောက်လန်းစားတွေဝီရတူတူကောင်မျိုးငပောက်လိုကောင်မျိုးတွေကမတည်သူတို့သူတို့ဘုရားသားတော်လို့အမိခံမြတ်စွာဘုရားနဲ့လမ်းနေတဲ့ဖေတွယ်တဲ့ခါတွေအလွယ်တွေပေါက်ပန်း၄၀တွေဒါဘုရားသားတော်ကလို့ပြောဖို့ ဲ့တော့နောင်လာနောင်နာတွေအတွက်ဒါတွေကအာဓမ္မတွေကိုဓမ္မထင်နော်ဓမ္မကိုအာဓမ္မထင်ဒီတာတနာပြတ်ပြတ်ပြတ်ပြီးဖိတ်တိုင်းပြတ်ဖို့ပဲရှိတော့ဒါတွေအားလုံးရဲ့ဇင်းမြစ်ကအာနာရှင်တွေအတမလို့ကောင်းနိုင်ရုံနိုင်တဲ့နေရာကပါဝင်ချပါလို့ကျွန်တော်လှုပ်ဆောင်နေတယ်ဆိုတာအလကားမဟုတ်ဘူးအဲ့ဒီဓမ္မကြီးပြောင်းမဖို့အတွက်ကျွန်တော်တို့အာဓမ္မကြီးကြုတ်စီခြင်းကိုကြောနေတာ